ခုတလောမှာတရုတ်ဂျပန်တင်းမာမှုတွေဟာအမြင့်မားဆုံးအဆင့်ကိုရောက်နေပါတယ်။ဂျပန်ဝန်ကြီးရှိုးဆာနာအေတာကာအီရှိကတရုတ်သားထိုင်ဝမ်ကိုဝင်ရောက်တိုက်ခိုက်မယ်ဆိုရင်ဂျပန်အနေနဲ့လည်းဝင်ရောက်ပတ်သက်ရလိမ့်မယ်လို့ပြောကြားခဲ့ပြီးတဲ့နောက်မှာတရုတ်ဟာဒေါ်လာအကြီးအကျယ်ထွက်တော့ခဲ့တာဖြစ်ပါတယ်။ဒါတွေရှိကဗီဒီယိုတွေအများကြီးမှလည်းကျွန်တော်ပြောခဲ့ပြီးပါပြီ။အိုဆာကာမြို့ကတရုတ်ကောင်စည်ဝန်ကညစ်ပတ်နေတဲ့ဥကောင်းကိုကိုကိုတိုင်ဖြတ်ပြစ်တင်တယ်ဆိုပြီးတော့မှဂျပန်ဝန်ကြီးချုပ်ကိုရည်ရွယ်ပြီးတော့ရင်းရင်းသီးသီးရှင်းလျှောက်ခဲ့တယ်လို့ ပြည်ချင်းကတရုတ်ထိတန်ခေါင်းဆောင်အရှိုးကလည်းဂျပန်သာထိုင်ဝမ်အရေးကိုပါဝင်ပတ်သက်ခဲ့မယ်ဆိုရင်ဂျပန်တပြည်လုံးစစ်မြေပြင်ဖြစ်တော်လိမ့်မယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကသာအသေးအသန်ရှင်းရှင်းမှုတွေလုပ်နေတာပါ။ဂျပန်ကတော့တရုတ်ရဲ့ပြောစကားတွေရှင်းရှင်းမှုတွေကိုတော့မှမူးတော်မမှုပဲအခုချိန်မှာထိုင်ဝမ်နားမှာမဲ့ဆိုင်တုံးတွေဖြန့်ကျက်ထားမဲ့ကိစ္စကိုစီစဉ်ထားတဲ့အတိုင်းသာလုပ်တော့မယ်ဆိုပြီးတော့မှအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ထဝကျောနာတဝိုက်မှာမဆိုင်လုံးတွေဖြန့်ကျက်ထားမဲ့အစီအစဉ်ကိုအပြောင်းအလဲလုပ်ဖို့ဆန္ဒမရှိဘူးလို့ ဒီရက်ပိုင်းအတွင်းမှာပဲဂျပန်ကာကွယ်ရေးဝန်ကြီးကတရားဝင်အတည်ပြုခဲ့တာပါ။နိုဝင်ဘာလ23ရက်နေ့မှာဂျပန်ကာကွယ်ရေးဝန်ကြီးဟာတောင်ပိုင်းကယိုနာဂူရီကျွန်းကိုတွားရောက်ဆစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်မဆိုင်တုံးတွေကိုစီစဉ်ထားတဲ့အတိုင်းဖြန့်ကျက်ရှာထားဖို့ဆက်လက်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာတရုတ်ကပဲတစ်ဖက်သက်ဒေါ်တာတကြီးဖြစ်နေပေမဲ့လည်းဒီအစီအစဉ်ကြောင့်ဒေတာရင်းတင်းမာမှုတွေမြင့်တက်လာနိုင်တယ်ဆိုတဲ့အမြင်တွေဟာမမှန်နိုင်ဘူးလို့ဂျပန်ကာကွယ်ရေးဝန်ကြီးကယုံကြည်နေတာပါ။ယိုနာဂူရီကျွန်းနဲ့ထိုင်ဝမ်ကမီတာ130လောက်သာဝေးပါတယ်။ ဒါကြောင့်ဂျပန်သားအဲ့ဒီကျွန်းမှာတာလက်ပြေမဆိုင်ဒုံးတွေကိုဖြန့်ကျက်စားထားမယ်ဆိုရင်ထိုင်ဝန်ရေလက်ကြားတဝိုက်အထီကိုစင်အင်အားတွေတိုးရှင်းနိုင်မှာဖြစ်ပါတယ်ပြီးတော့မှအီရှိဂါကီနဲ့မီယာကိုကျွန်းတွေမှာလည်းဂျပန်ကစစ်စခန်းတွေတည်ဆောက်ထားပြီးတော့မှတင်မော့ဖြတ်မဆိုင်ဒုံးတွေဝေဟင်ထောက်လင်းရေစခန်းတွေနဲ့စစ်လက်နက်ပစ္စည်းတိုးလောင်ယုံတွေကိုဖြန့်ကျက်စားထားပါတယ်အခုဒီတာလက်ပြေမဆိုင်ဒုံးတွေဖြန့်ကျက်စားထားမယ်ယိုနာဂူရီကျွန်းမှာတော့ပင်လေပြင်းနဲ့ဝေဟင်ဆေးရလှူရှာမှုတွေကိုအရှိန်ပြေစောင့်ကြည့်ထောက်လင်းနေတဲ့ ရေဒါစနစ်တွေရှိနေထားပြီးသားဖြစ်ပါတယ်။အဆိုပါရေဒါစနစ်တွေနဲ့တာလဲပြည့်မဆိုင်တုံးတွေပါပေါင်းလာမယ်ဆိုရင်တော့ဂျပန်အနေနဲ့ယိုနာဂူနီကျွန်းကစလို့ထိုင်ဝမ်အထိဒေတာရင်းပပက်လေကိုစိုးမိုးနိုင်စွမ်းရှိတော့မှသိကြပါရစေ။ပြီးတော့တရုတ်ရဲ့ဆက်တွေ့ရေးကွန်ရက်တွေနဲ့မဆိုင်တုံးတွေကိုဂျာပန်နှောင်းချက်ဟန်တားနိုင်ပြီးတော့မှအလက်ထရောနစ်နှောင်းချက်စနစ်တွေလည်းယိုနာဂူနီကျွန်းပေါ်မှာရှိနေပါသေးတယ်။ဂျပန်ရဲ့ဒီဆီလန်တွေဟာတရုတ်အတွက်တော့ဒေါသထွက်စရာပါပဲ။ ဒါပေမဲ့လည်းဂျပန်ဟာတရုတ်ရဲ့အန္တရာယ်ကိုလုံးဝမမှုတော့ပဲဒေသတွင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်တရုတ်နဲ့ပခုံးချင်းဆင်နိုင်ဖို့ကြိုးစားနေပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းတရုတ်စစ်တပ်ဟာဒီဘက်နေပိုင်းတစ်လျှောက်လုံးမှာအစင်းမြင့်တဲ့မွေးမြူမှုတွေတောက်လျှောက်လုပ်ခဲ့ပေမဲ့အာဏာချုပ်တွေအများကြီးရှိနေတာလည်းပါပါတယ်။လွန်ခဲ့တဲ့ဆီစုနှစ်လုံးလုံးမှာတရုတ်စစ်တပ်ဟာအကြီးအကျယ်ကိုပြောင်းလဲတော့ခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာစစ်တီအင်အားအတောင်တင်းဆုံးစစ်တပ်တက်တက်ဖြစ်နေတယ်လို့ကမ္ဘာပေါ်မှာတတိယမြောက်အင်အားအကြီးမားဆုံးစစ်တပ်တက်တက်လည်းဖြစ်နေသေးတာပါ။ တရှုသူတွေကတော့တရုတ်စစ်တပ်ရဲ့အဆင့်အတန်းဟာအာဆာဝတော်မှာကြော်ဖြတ်တော်နိုင်ပြီလို့ယုံကြည်နေကြပါတယ်။ဒါဟာ၂၀နှစ်တိုင်းတရုတ်ရဲ့ဆန်ဆက်မပြတ်ပြုပြင်မွေးမံခဲ့မှုတွေကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိရုရှားယူကရိန်းစစ်ပွဲမှာတမကတမိုင်းကြောင်းမှာပါတရုတ်စစ်တပ်ဟာဘလောက်ပဲအင်အားတောင်းနေနေပါစေအာနေချက်တွေတပုံတပင်တော့ရှိနေတယ်ဆိုတာကိုသိသာထင်ရှားစွာကျွန်တော်တို့တွေ့ရပါတယ်။ပြောရရင်တရုတ်နဂါကြီးဟာအင်အားကြီးမားလာတဲ့နဂါကြီးမဟုတ်ဘူးစက်ကူယုတ်နဂါသာသာပဲဖြစ်နေနိုင်ပါတယ်။ ။ဘာကြောင့်မလဲဆိုတာဒီဗီဒီယိုမှာအသေးစိတ်ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လဲတောင်းဆိုပါတယ်။ရေစစ်တပ်ဟာလွန်ခဲ့တဲ့စက်တင်ဘာလ3ရက်နေ့ကပဲဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းအနည်း80မြောက်အထိမ်းအမဲအောင်ပွဲခံအခမ်းအနားကြီးကိုကျင်းပခဲ့ပါတယ်။အဲ့ဒီမှာတရုတ်စစ်တပ်ဟာသူတို့ရဲ့နောက်ဆုံးပေါ်နိပညာအမြင့်မားဆုံးစစ်လက်နက်ပစ္စည်းတွေနဲ့တိုက်ခိုက်ရေးစနစ်တွေကိုထုတ်ဖော်ပြသခဲ့ပါတယ်။ပြည်ပြဆုံသောဂေဘီဖြစ်တဲ့နျူကလ িয়ার လက်နက်၃ခုကိုတော့မှတရုတ်ကပထမဆုံးအကြိမ်ထုတ်ဖော်ပြသတော့တာပါ။ DFC ရီတွေဖြစ်ကြတဲ့ DF5C, DF61 နဲ့ DF31BJ တို့ကိုကြော်လုံးထုတ်သွားတာဖြစ်ပါတယ်။အဲ့ဒီမဆိုင်တုံးတွေဟာတိုင်ရှင်ပြေပစ်ထိန်မဆိုင်တုံးအမျိုးအစား ICBM တွေဖြစ်ပြီးတော့မှမိုင်ပေါင်း12400လောက်အထိကိုအသာလေးပြစ်နိုင်တယ်လို့ပြင်ပပေါင်းစေကူလောက်အထိကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ re-entry vehicle တွေဘူးတွေကိုလည်းတက်ဆင်ထားနိုင်ပါတယ်။ဒီမဆိုင်တုံးကြီးတွေအပြင် JL3 ဆိုတဲ့ရင်ငုတ်တင်ဘောဖြဲပိထိတ်မဆိုင်တုံးပြီးရင်အသစ်ဆက်ဆက်ဝင်ဟင်ပြနျူကလ িয়ার မဆိုင်တုံးဖြစ်တဲ့ JL1 နဲ့ ေလျာတိုက်ခိုက်ရေး ICBM စနစ်တွေဖြစ်တဲ့ DF61 ICBM ကိုပါတရုတ်ကပြသတော့ခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။အသေးဆက်ဆက် hypersonic သင်္ဘောဖြတ်မဆိုင်ဒုံလေးစင်းဖြစ်တဲ့ YJ15, YJ17, YJ19 နဲ့ YJ20 တို့လည်းတရုတ်ရဲ့အောင်ပွဲခံအခမ်းအနားမှာပါဝင်ခဲ့ပါတယ်။ဒီ hypersonic မဆိုင်ဒုံတွေကတော့အလုံးလုံးကိုမြန်ဆန်တွက်လက်ပြီးတော့မှလမ်းကြောင်းကိုလည်းတမဟုန်ရှင်စိတ်ကြိုက်ပြောင်းနိုင်တယ်လို့ပြင်မှတ်တွေကိုလည်းတိတိကျကျတိုက်ခိုက်နိုင်ဆုံးရှိတယ်လို့တရုတ်ရဲ့စာရွက်ပေါ်ကအကြီးအသေးတွေအရာသိရပါတယ်။ ။အရင်နဲ့တင်မောကြီးတွေကတော့မှအသာလေးဖြက်စီးပစ်နိုင်တဲ့မဆိုင်ဒုံးတွေဖြစ်တယ်လို့တော့ဆိုပါတယ်။ AZ155 တင်ဆက်ကခြင်းပေါ်မှာတက်ဆင်ထားတဲ့ L11 လေဆာလက်နက်ကိုလည်းတွဲခဲ့ရတဲ့အတွက်တရုတ်ဟာ drone ကောက်ွေရင်းနဲ့မဆိုင်ဒုံးကောက်ွေရစနစ်တွေကိုပုံမခိုင်မအောင်အလော်ပေါင်းအထက်ထက်နဲ့ဆက်လက်တည်ဆောက်နေတယ်ဆိုတာကိုကျွန်တော်တို့မြင်သာနိုင်ပါတယ်။ဒီနေရာမှာ jet fighter တွေကလည်းမတန်ခဲ့ပါဘူး။ပြစမမြောက်မျိုးဆက်ကိုပြောင်း jet fighter တွေဖြစ်တဲ့ J20, J20A, J20S, J35A နဲ့ ရေတက်35အစားရှိတဲ့ဂျက်ဖိုက်တာ 50cc ကိုတရုတ်ကထုတ်ပြခဲ့ပါတယ်။အေရမတော်ပီတိုပုံစံလိုမျိုးတိဆောက်ထားတဲ့ရေအောက်ဒရုန်းဖြစ်တဲ့ AJ-002 ကိုလည်းမြင်ခဲ့ရသေးတာပါ။ဒီရေအောက်ဒရုန်းကတော့ပင်လေရေအောက်စစ်ဆင်ရေးတွေကိုလုံးဝအပြောင်းအလဲလုပ်ပြနိုင်တဲ့လက်နက်အသစ်တစ်ခုဖြစ်တယ်လို့တော့တရုတ်ကကြုံးဝထားပါတယ်။ကြည့်တဲ့အတွက်တော့စတုတ္တမြောင်မျိုးဆက် Type 100တိုက်ပွဲတွေတင်ကားတွေရှိနေပြီးတော့မှမောက်သူမင်းစုံနေစနစ်ကောက်ွေရစနစ်အသစ်ပတ်ဝန်းကျင်ပပတ်လေးကိုအရှိအတိုင်းမြင်နိုင်တဲ့နည်းပညာတွေနဲ့ နောက်ဆုံးပေါ်ရေဒါစနစ်တွေကိုတက်ဆင်ထားပါတယ်ဒီလိုမျိုးတရုတ်စစ်တပ်မှရှိရှိသမျှနောက်ဆုံးပေါ်ခိမိခေလွန်နေပညာအမြင်ပါဆုံးစစ်လက်နက်ပစ္စည်းတွေကိုထုတ်ပေါ်ပြသခဲ့တဲ့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြီးကတော့မှအရင်အရင်အထင်ကြီးဖို့ကောင်းတယ်ဆိုပြီးတော့မှမှတ်ဆက်ပြုခဲ့ပါသေးတယ်ဒါဟာရွေးပြီးပြောတာလားတကယ်ရှိကျူးတာလားတော့ထရန့်ကိုယ်တိုင်ပဲသိပါလိမ့်မယ်တရုတ်အတွက်ပြဿနာကတခုပဲရှိပါတယ်အခုလိုမျိုးထုတ်ပေါ်ပြသခဲ့တဲ့စစ်တပ်ပစ္စည်းစစ်ရန်ရအားလုံးဟာစာရုပ်ပေါ်ကအတိုင်းမြေပြင်ပေါ်မှာအမှန်တကယ်အလုံးလုံးနိုင်မှာလားဆိုတာပါ စားတောက်ဆိုင်တဆိုင်ကိုတောရင်တော့မှဒီမီနီယူမှာရေးထားသမျှတွေကိုယုံရဖို့ကခက်ခက်ပါတခါတလေမီနီယူဘော်ကဟင်ဝေးနဲ့အပြင်ကဟင်ဝေးနဲ့ကလုံးဝတလွေးစီဖြစ်နေတတ်ပါတယ်မိတ်ဆွေတို့လည်းကြုံဖို့မှာပါ Facebook ဘော်ကဘလော့ဂါတွေပြောသမျှယုံပြီးတောစားတိုင်းလည်းဒုက္ခရောက်တဲ့ကြရပါတယ်တရုတ်ရဲ့စစ်လက်နက်ပစ္စည်းအစ်စ်ဟာလည်းဒီအတိုင်းပါပဲစာရွက်ပေါ်မှာတုံသက်ချဗီဒီယိုတွေနေမှာတော့အထင်ကြီးစရာကောင်းပါရဲ့တကယ်စစ်မြေမှာကြမှာ error ပေါင်းများစွာအမှားအယွင်းပေါင်းများစွာပေါ်နေရင်တော့အချက်တကယ်အကျိုးနည်းဖြစ်ရမှာပါ ပြီးတော့တရုတ်ဆိုတာကတော့ American နဲ့ Japan တို့လိုနိုင်ငံတွေကိုဖိန်းလုံးဟိတ်လုံးတွေနဲ့ဆောက်လို့ရအောင်ကိုအမြဲတမ်းပဲအရှိတရားထက်ပိုပြီးပျော်တယ်လေးရှိတယ်ဆိုတော့အသိမယုံရပါဘူး။စစ်တပ်နဲ့ပစ္စည်းတစ်ခုကတပေးလောက်ပဲရှိတယ်ဆိုရင်တရုတ်ကတစ်ချက်သားလောက်ပြောတတ်တာပါ။ဒီနေရာမှာတရုတ်နဲ့မကောက်ပါဘူး။သူ့ရဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ရုရှားဆိုတာကလည်းအတူတူပဲဖြစ်ပါရယ်။ဥပမာပြောရရင် original missile ဒုံးနဲ့ပတ်သက်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကြီးကအမြဲတမ်းလိုလိုကြော်လုံထုတ်ခဲ့ပါရယ်။ original ဆိုတာဟာ nuclear ထိပ်ဖူးတက်ဆက်နိုင်ပြီးတော့မှအရင်ကိုပဲလျင်မြင်တွက်လက်တဲ့ဖြဲအပြင်းမဆိုင်တုံးတစ်စင်းဖြစ်တယ်လို့ရုရှားဘက်ကဆိုပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမဆိုင်တုံးကိုဘေးအစိမ်းပေးနေရမှာမင်းတကြိမ်စမ်းသက်အောင်မြင်ခဲ့ပြီးပြီလဲဆိုတဲ့မှတ်တမ်းမျိုးမတွေ့ရပဲ။အရှင်တို့အတွင်းမှာလည်းအမြောက်အများထုတ်လို့မှုအစင်းကိုရောက်နေပြီးရုရှားစစ်တပ်တင်တာမကပဲဘီလာရုစစ်တပ်မှာပါဖြန့်ကျက်ချထားပြီးပြီဆိုတဲ့သတင်းတွေအဆက်မပြတ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့လည်း original မဆိုင်တုံးဟာတကယ်ပဲရုရှားပြောထားသလိုမျိုးစွန့်တလားဆိုတာကိုသိရဖို့နေနေတာသာ။ စစ်တပ်တွေမှာဖြန့်ကျက်ရှာထားပြီးပြီဆိုတဲ့သက်တေတာရကမျိုးတော်မှာအခုထိမတွေ့ရသေးတာပါ။ဒါပေမဲ့လည်းရုရှားဘက်ကအခုလိုမျိုးအပြောတွေဟာအဲ့ဒီအချိန်တုန်းကယူကရိန်းကိုရုရှားပိုင်တဲ့အထိအထိတိုက်ခိုက်နိုင်စွမ်းရှိတဲ့တာဝစ်ပြစ်မဆိုင်တုံးတွေကိုအမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေကထောက်ပံ့ပေးမဲ့အစီအစဉ်တွေကိုတုံးဆိုင်တောစေခဲ့တာတော့အမှန်ပါပဲ။ယူကလီးယားထေဘူတက်ဆင်ပြစ်ခတ်နိုင်တဲ့အကျန်းစားမဆိုင်တုံးဖြစ်တဲ့ဆိုတော့ဘူရီပက်စနစ်မဆိုင်တုံးနဲ့ရေအောက်ကိုပြောက်ဒရုန်းဖြစ်တဲ့ပိုဆိုင်တွင်ကိုရုရှားကစမ်းသပ်ပြခဲ့တယ်ဆိုတာလည်း ဒီလိုမျိုးပဲဖြစ်ပါတယ်ဒီလိုမျိုးတည်ထောက်ပြန်မှုတွေဟာရည်ရွယ်ချက်တစ်မျိုးပဲရှိတာပါအဲ့ဒါကတော့ငါတို့ကိုလာမရှုပ်ပါနဲ့မဟုတ်ရင်နောင်တရတော့လိမ့်မယ်ဆိုပြီးတော့မှပဇန်းနဲ့ရှိန်ရှောက်ပြတာမျိုးပါပဲရုရှားဟာစွန်အားကြီးစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့လိုတာထက်ပိုပြီးတော့မှပြောတဲ့ဆိုတဲ့တာဟာအခုမှပထမဆုံးအချိန်မဟုတ်ပါဘူး1950ပြည်လွန်နှစ်နဲ့1960ပြည်လွန်နှစ်ဆိုဗီယက်ပြည်ထောင်စုတခေတ်ကလေးကစစ်လက်နက်ပစ္စည်းတွေရဲ့စွန့်ရည်နဲ့အရှက်လက်တွေနဲ့ပတ်သက်လို့အရှိတရာထက်ပိုပြောခဲ့တာဖြစ်ပါတယ် ဲ့ဒီတော့ကအခုဒီတရုတ်လိုမျိုးပဲဆိုဗီယက်စစ်တပ်ဟာအကြီးအသေးမြင့်စစ်လက်နက်ပစ္စည်းအစ်စ်တွေကိုစီးရီးပြပွဲအခမ်းအနားတိုင်းမှာထုတ်ဖော်ပြသခဲ့မှုပါတယ်1965ခုနှစ်မှာကျင်းပခဲ့တဲ့ဂျာမနီကိုဆေးအောင်နိုင်ခြင်းနှင်းနစ်ပြေအောင်ပွဲခန့်အခမ်းအနားကြီးမှာဆိုရင်ဆိုဗီယက်ပြည်ထောင်စုဟာ GR1 လို့ခေါ်တဲ့မဆိုင်ဒုံတစ်စင်းကိုထုတ်ဖော်ပြသခဲ့မှုပါတယ် GR1 ဟာကမ္ဘာကြီးရဲ့ဗေနီးယားမျိုးကိုမဆိုဆိုဗီယက်ပြည်ထောင်စုတွေကနေအေးအေးလူလူပြစ်ခတ်တိုက်ခိုက်ပြေလို့ရတယ်ကမ္ဘာလုံးဆိုင်ရာမဆိုင်တုံတစ်စင်းဖြစ်တယ်လို့ဆိုဗီယက်ပြည်ထောင်စုကကြုံးဝါခဲ့တဲ့တာပါ မဆိုင်တို့ရဲ့စွန့်ကြီးဟာလုံးဝအကန့်အသတ်မရှိဘူးလို့လည်းဆိုခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ GR1 မဆိုင်တုံရဲ့တင်ဟာနိုင်ငံတကာတင်စာမျက်နှာအလုံးမှာခေါင်းစည်းတင်တဲ့ပုံဖြစ်တော်ခဲ့ပြီးတော့မှအမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေကမှစိုးရိမ်မှုတွေပါမြင့်တက်သွားစေခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာပြင်ပြီးတိလိုက်ရတာကတော့ GR1 နဲ့ပတ်သက်လို့ပြခဲ့သမျှပြောခဲ့သမျှတိုင်းဟာအတုအယောင်တွေရှိဖြစ်ပါသေးတယ်။ GR1 ဟာတကယ်မဆိုင်တုံတစင်းတော်မဟုတ်ပဲအတုဖန်တီထားတဲ့လက်နက်တစ်ခုသာဖြစ်ပြီးတော့မှအမေရိကန်မရှိဘူးလို့အမေရိကန်ထောက်လှမ်းရေးအရင်အမြစ်တွေကတွေးရှိတော်ခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စုလိုနိုင်ငံကြီးဟာဘာကြောင့်တကမ္ဘာလုံးကိုအခုလိုမျိုးလိမ်လည်လှည့်ဖျားခဲ့တာလဲတချိန်လုံးက KGB အကြီးအကဲတဦးဖြစ်ခဲ့တဲ့ဗလာဒီမာဆာမီရှာစနီကတော့ဒီလိုဝန်ခံခဲ့မှုပါတယ်အဲဒီတော့ကထောင်လန်းဆောင်ကြီးရဲ့နေပညာတွေဟာအခုခေတ်လောက်မဖွံ့ဖြိုးမတွတ်တက်သေးတော့အမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေအနေနဲ့ဆိုဗီယက်ပြည်ထောင်စုရဲ့နေပညာပိုင်းကိုလုံစေပတ်စေထောင်လန်းသိရှိနိုင်ဖို့အရန်ခက်ခဲတာကြောင့်ဖြစ်ပါတဲ့ဆိုဗီယက်ဟာစစ်တပ်နဲ့ပစ္စည်းအစ်စ်တွေကိုရှိုးရှိုးဝဲဝဲနဲ့ပဲထုတ်လုပ်တတ်တဲ့ ြီးရင်ရှိုးဝတ်တဲ့တည်နေရာတွေမှာပဲတင်ထားတတ်ပါတယ်။ဒါကြောင့်တကမာလုံးဟာဆိုဗီယက်ရဲ့စစ်တပ်နဲ့ပစ္စည်းအစ်စ်တွေကိုအောင်ပွဲခန့်အခန်းအနားနဲ့စီးရစ်ပြပွဲတွေမှာထုတ်ဖော်ပြသမှသာမြင်တွေ့ခွင့်ရတာပါ။ဆိုဗီယက်ကလည်းဒါကိုတီးပြီးတော့အခွင့်အကောင်းယူခဲ့တာဖြစ်ပါတယ်။ဆိုဗီယက်ကောင်းဆောင် G Khrushchev ကဒီ GR1 မဆိုင်တို့နဲ့ပတ်သက်လို့တကမာလုံးကိုလိမ်ပြောနေတဲ့အချိန်မှာဘယ်သူမှအမှန်တရားကိုမသိခဲ့ကြတာပါ။အလုံးကဆိုဗီယက်ပြည်ထောင်စုဟာတကမာလုံးကိုပြစ်ခတ်နိုင်တဲ့ GR1 မဆိုင်တို့ကိုအအောင်မြင်မြင်ထုတ်လုပ်တော်နိုင်ပြီလို့ပဲယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့တကယ်တကယ်တမ်းမှာတော့ဒီအချိန်မှာဆိုဗီယက်စစ်တပ်ဟာမဆိုင်တုံးနဲ့ပတ်သက်လို့သူတေသနာလေးလာမှုအစီရင်ခံစာတွေတောင်မှမရသေးဘူးလို့ဆာမီရှာစနီကဖွင့်ဟလာခဲ့ပါတယ်။တကမ္ဘာလုံးကိုအဆက်လက်အတူတွေနဲ့ခက်တီတီလိန်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိန်လေမှုဟာအလုတ်တော့ဖြစ်ခဲ့တာပါ။ဘာကြောင့်လဲဆိုတော့အမေရိကန်အပါအဝင်မဟာမိတ်နိုင်ငံအလုံးကိုစိုးရင်ထိတ်လန့်တောစီခဲ့ပြီးတော့မှ NATO တပ်ဖွဲ့ရဲ့ထောင်လှမ်းရေးအရင်အမြစ်အလုံးနဲ့အရင်ကိုပဲအလုတ်များခဲ့ရပါတယ်။1965ခုနှစ်မှာတည်းဆိုဗီယက်စစ်တပ်ထေကို GR1 မဆိုင်တုံးရဲ့ ရှင်းပြနမူနာ30ရောက်ရှိလာခဲ့ချိန်မှာတော့အလိုဟာပို့ပြီးတော့မှကြာရခတ်တော့ခဲ့ကြပါသေးတယ်။စီးရီးပြပွဲအခမ်းအနားပြီးတော့မှဆိုဗီယက်စစ်တပ်ဟာ GR1 မဆိုင်တုံးကိုမော်စကိုမြို့ကဘူဒါယုံတခုအနားမှာပြတာထားပြီးတော့မှနိုင်ငံတကာသံအမတ်အလုံးကိုလည်းမျက်မြင်ကိုယ်တွေ့ကြည့်ရှုခိုင်းပါသေးတယ်။တကယ်လက်တွေ့မှာတော့ရုရှားဟာ GR1 မဆိုင်တုံးကိုထုတ်လုပ်နိုင်ဖို့အမှန်တကယ်စ조사ခဲ့သေးပေမဲ့လည်းစံသက်စစ်ဆေးမှုတိုင်းဟာမအောင်မြင်ခဲ့ပါဘူး။ငါးစေးကိုဗစ်လောက်ရှိတဲ့ RT 15 missile လုံးနဲ့ RT 20 missile လုံးနဲ့ဆင်းပါလေဒီလိုမျိုးပဲလိန်လေးလှိဖြားခဲ့တာဖြစ်ပါတယ်နှစ်ဆင်းစလုံးကိုဆိုဗီယက်ရဲ့စီးရဲပြပွဲတွေမှာခက်ခဲနာနာတွေးခဲ့ရသေးပေမဲ့လည်းစက်ပက်မှုတိုင်းမအောင်မြင်ခဲ့တဲ့အတွက်ဆိုဗီယက်စစ်တပ်ထဲကိုဘတော်မှတက်တော်မဝင်နိုင်ခဲ့ပါဘူးအီရမအကြီးစားအမြောက်တလက်ဖြစ်တဲ့ 2B1 Oka နဲ့ပတ်သက်လို့လည်းဆိုဗီယက်ကလိန်ခဲ့ပါသေးတယ်။နေပညာအဖြစ်တော့အဲ့ဒီအမြောက်ကြီးဟာမိုင်ပေါင်း30လောက်အထိကိုပြစ်ခတ်နိုင်စွမ်းရှိပေမဲ့လည်းနောက်ပြန်ကန်အားကကြီးမာလွန်တဲ့အတွက် engine နဲ့ transmission တွေကိုတည်သွားစေပါတယ် ။ဒါကြောင့်နောက်တစ်ချိန်ထပ်ပြစ်မယ်ဆိုရင် track count ကိုလေ့ရပါတယ်။ဆိုတော့တကယ်စစ်မြေပြည်မှာတော့ဒီလိုမျိုးကဘယ်တော့မှအလုံးမဖြစ်ပါဘူး။1961အစီရေပြပွဲမှာဆိုဗီယက်ကအိုကာအမြောက်လက်နဲ့ရှောက်ဆင်းကိုကဘာတီးအောင်ထုတ်ဖို့ပြသခဲ့ပေမဲ့လည်းတိတ်မကြခင်မှာပဲတိတ်တိတ်ဆိတ်ဆိတ်ပဲစီမံကိန်းကိုအနာပေးလိုက်ရပါတယ်။ဒါနဲ့မကသေးပါဘူး။1954ခုနှစ်အစီရေပြပွဲအခမ်းအနားမှာလည်းဆိုဗီယက်ဟာ M4 ဘုံကျဲလျင်တစ်စင်းကိုကဘာကိုပြသခဲ့သေးတာပါ။ အဲ့ဒီပုံကြည့်လေဟာရေခဲတွေနဲ့ဖုံးလွှမ်းနေတဲ့ရှုကိုကာဒေတာရဲ့ရေခဲပြင်ကနေတောင်မှပြန်တန်းနိုင်တယ်လို့ဆိုပြီးရက်ဘက်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ပြီးတော့နျူကလ িয়ার လက်နက်တွေလည်းတည်ဆောင်နိုင်စွန်းရှိသေးတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့လည်းတကယ့်လက်တွေ့မှာတော့အန်ဖိုပုံကြည့်လေဟာအရာပေါင်းများစွာအမှားအယွင်ပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရပြီးနောက်ဆုံးမှာတော့ပုံကြည့်လေအဖြစ်ကနေစီပြေးလေဘဝကသာရောက်သွားခဲ့ပါတယ်။ဒါကြောင့်ရုရှားဟာစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့တမိုင်းကြောင်းအရာကိုကဘာကိုလိမ့်လေလေးဖြားတက်တက်နိုင်ခဲ့ဖြစ်ပြီးတော့မှအခု original Buri Pass နဲ့ ပိုဆိုင်တွန်တို့နဲ့လင်ခဲ့တာကအဆင်တော့မဟုတ်တော့ပါဘူး။ဒါပေမဲ့လည်းအားလုံးကအခုထက်ထိရုရှားတွေလင်တာကိုခံနေရပါသေးတယ်။ NATO တက်ဖို့ဆိုရင်ယူကရိန်းကိုတာဝန်ပြည့်မဲ့ဆိုင်တွန်တွေပေးမဲ့အစီအစဉ်ကိုပြန်လည်စဉ်းစားခဲ့ရတဲ့အထိပါပဲ။ဆိုတော့တရုတ်ဟာလည်းမဟာမိတ်နိုင်ငံဖြစ်တဲ့ရုရှားလိုမျိုးကမ္ဘာကိုလင်လေလှေးဖြားမှုမလုပ်နိုင်ဘူးလို့ဘယ်သူမှမပြောနိုင်တာပါ။အခုချိန်မှာအမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေဟာဂျူရုရှီယာကန်စနစ်တွေအပါအဝင်ထောင်လဲဆောင်ကြည့်ရေးကွန်ရက်တွေကိုပိုင်ဆိုင်ထားသလိုစိုက်ဘာစစ်ဆင်ရေးတွေကိုလည်းလုံနိုင်စွမ်းရှိနေပြီဖြစ်တဲ့အတွက် တရုတ်နဲ့ရုရှားတို့ရဲ့လှုပ်ရှားမှုတွေကိုရှေ့ရခင်ဖို့1960ပြည့်နှစ်နှစ်တွေတုန်းကလို့တိတ်တော့မခက်တော့ဘူးလို့ဆိုရပါပါတရုတ်စစ်တပ်ဟာစစ်တပ်နဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့ဗီဒီယိုပုံရိပ်တွေအပြင်ဆက်ဆက်အဆက်အလက်တွေပါဝင်တဲ့မှတ်တမ်းတွေကိုမကြာခဏထုတ်ပြလေးရှိပေမလဲအမေရိကန်လိုနိုင်ငံမျိုးကတော့တကယ်စစ်မှုပြင်မှာဒီလက်နက်တွေဘလောက်စုံမလဲဆိုတာကိုပဲစောင့်ကြည့်နေနိုင်ပါတယ်အမေရိကန်ဆိုရင်ထုတ်ထားပြီးသမျှစစ်တပ်နဲ့ပစ္စည်းအလုံးနီးပါးကိုတကယ်စစ်မှုပြင်တွေမှာမှတ်ကြောက်တင်ခံထားနိုင်တဲ့နိုင်ငံဖြစ်ပါတယ် ဒါကြောင့်လဲကဘာစစ်တပ်ရဲ့ပစ္စည်းဈေးကွက်မှာအမေရိကန်ထုတ်တွေကိုပဲလူကြိုက်များကြတာဖြစ်ပါတယ်။တရုတ်ထုတ်တွေကတော့ဈေးပေါ်တယ်ဆိုတာကလွေလို့တကိစစ်မြေပြင်မှာအဆန်သက်ခံထားတာမျိုးအရင်ရှားပါတယ်။လွန်ခဲ့တဲ့အိန္ဒိယပါကစ္စတန်ပြည်ပခါမှာလဲအိန္ဒိယလီတက်ကဒက်ဆော့ဂျက်ဖိုက်တာတွေကိုပါကစ္စတန်လီတက်ကဝယ်ယူထားတဲ့တရုတ်ထုတ် JL10 ဂျက်ဖိုက်တာကပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းမျိုးဟာလဲအခုချိန်မှာတရုတ်ကအခွင့်ကောင်းယူပြီးမဟုတ်မမှန်ဝါဒဖြန့်မှုတရက်ဖြစ်တဲ့ဆိုတာပေါ်လွင်သွားတာမျိုးတော့မှရှိနေတာပဲကြည့်ပါ။ ဒီသတင်းတွေဟာအလိမ့်အညာတွေသာဖြစ်ပြီးတော့မှအိန္ဒိယလေတက်ကဒက်ဆော့ဂျက်ဖိုက်တာတစင်းသာနှိပညာပိုင်းရှိုးရွှဲမှုကြောင့်ပြတ်ကျခဲ့တာပဲရှိတယ်လို့ပြင်သစ်ဘက်ကတရားဝင်အတည်ပြုလာခဲ့တာပါတရုတ်နဲ့ပတ်သက်လို့ဒီလိုမျိုးတွေဖြစ်နေတာကမဆန်းတော့ပါဘူးဒါတွေမိတ်ဆွေတို့လည်းအားလုံးသိပါပါတရုတ်အနေနဲ့နောက်ဆုံးတစ်ကြိမ်စစ်တိုက်ခဲ့မှုတာက1989ခုနှစ်က BNL စစ်ပွဲပြီးဆုံးခါစားအချိန်မှာပဲဖြစ်ပါတယ်1989ခုနှစ်မှာ BNL စစ်ပွဲပြီးဆုံးတော့ခဲ့ပြီးနောက်၄နှစ်အကြာမှာပဲတရုတ်ဟာ BNL နေဆက်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် 1989ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကနေမလာဆေးရှောက်ရနေ့အထိဖြစ်ပေါ်ခဲ့တဲ့အဲ့ဒီစစ်ပွဲကိုတော့တရုတ်ပြည်နဲ့စစ်ပွဲလို့ခေါ်ပါတယ်။ဒီစစ်ပွဲအကြောင်းကိုလည်းကျွန်တော်အခွင့်အကြုံရင်းဗီဒီယိုလုပ်ပြီးတင်ပြပါဦးမယ်။အဲ့ဒီမှာတရုတ်တပ်ဖွဲ့တွေဟာ BNN မြောက်ပိုင်းနေဆက်ဒေသခါမြို့တစုကိုသိမ်းပိုင်နိုင်ခဲ့ပေမယ့်နောက်ဆုံးမှာတော့အကြအဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာခဲ့ရပြီးတော့မှစစ်ပွဲရည်မှန်းချက်လည်းမအောင်မြင်ခဲ့ပါဘူး။အဲ့ဒီနောက်ပိုင်းကစလို့တရုတ်စစ်တပ်ဟာတကယ့်စစ်ပွဲတွေမှာဝင်ရောက်တိုက်ခိုက်မှုတဲ့အတွေ့အကြုံမရှိသလို့ စစ်လက်နက်ပစ္စည်းတွေကိုလက်တွေ့မှတ်ကြောက်တင်ခံရတာမျိုးလည်းမရှိခဲ့ပါဘူး။ဒါကြောင့်အခုဒီတရုတ်ရဲ့စစ်လက်နက်ပစ္စည်းအစ်စ်တွေဟာတကယ်စစ်ပြည်ပြည်မှာဘလောက်အထိအလုံးဖြစ်မလဲဆိုတာတရုတ်ကိုယ်တိုင်တောင်မှသိဖို့အခက်နေပါလိမ့်မယ်။ဆိုတော့တရုတ်ဟာဒီစစ်လက်နက်ပစ္စည်းအစ်စ်တွေကိုခေတ်အဆက်ဆက်မှာရုရှားလိုခဲ့တဲ့လိုမျိုးအဟန့်အတားတရက်အနေနဲ့လိုအပ်တာထက်ပိုပြောထားတာလည်းအရန်ဖြစ်နိုင်ခြင်းများပါတယ်။ပြီးတော့တရုတ်ထုတ်စစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့တန်တရားဝင်ဖို့ကောင်းတဲ့ဆက်လက်တွေကလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့စစ်တပ်ထက်မှအကျဉ်းပြတ်ရှာစားမှုကြီးမားနေတာပဲဖြစ်ပါတယ်။ တရုတ်စစ်တပ်ဟာကမ္ဘာပေါ်မှာအကျဉ်းပြတ်ချစားမှုအမြင့်မားဆုံးစစ်တပ်တွေကတဒက်ဖြစ်နေတာပါစစ်တပ်ထိမှာအကျဉ်းပြတ်ချစားမှုတွေရှိနေပြီဆိုရင်စေရေးစွန့်ရည်တွေမှာပါထိခိုက်လာနိုင်တာကိုတော့လက်ရှိရုရှားယူကရိန်းစစ်ပွဲကတက်တည်ပြနေသေးတာပါရုရှားစစ်တပ်ဟာဆိုရင်ယာဒူးအစင်စင်အကျဉ်းပြတ်ချစားမှုတွေရှိခဲ့တဲ့အတွက်ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ရမှာမှန်ကန်တဲ့နှစ်ထွက်မကိုက်သေးသလိုပဲယူကရိန်းကလည်းလောလောလတ်လတ်မှာပဲအကျဉ်းပြတ်ချစားမှုတရင်တွေအများကြီးထွက်လာနေတဲ့အတွက်သမ္မတဇယ်လင်စကီအနေနဲ့နိုင်ငံရေးပုံရိပ်ထိခိုက်နေပြီးတော့မှာ အခက်အခဲအကျက်ကြီးတွေနဲ့ရဆိုင်နေရပြီဖြစ်ပါတယ်။နိုင်ငံတကာစောင့်ကြည့်လေးလာရေးအဖွဲ့အစည်းတွေရဲ့စစ်တပ်အရတော့ယူကရိန်းစစ်တပ်ဟာလက်ရှိအချိန်မှာဥရောပရဲ့အကြမ်းဖက်ရှာစားမှုအများဆုံးစစ်တပ်သုံးတပ်ထိခိုက်တာတည်းဖြစ်နေပါတယ်။ယူကရိန်းထက်အကြမ်းဖက်ရှာစားမှုများတဲ့စစ်တပ်ဆိုလို့ဘီလာရုစစ်တပ်နဲ့ဘော့စနီးယားဟာဇီကိုဗီနာစစ်တပ်နှစ်တပ်ပဲရှိနေပြီးတော့မှဒီဆာဘီယားစစ်တပ်နဲ့အဆင်အတူတူပဲဖြစ်ပါတယ်။ရုရှားစစ်တပ်ဟာလည်းဒီနိုင်ငံတွေနောက်မှာနီနီကက်ကက်လိုက်နေတာဖြစ်ပါတယ်။ဆိုတော့ရုရှားနဲ့ယူကရိန်းတို့ဟာအကြမ်းဖက်ရှာစားမှုမှာအထူးထူးနီးပါးတွားကြနေပါတယ်။ ဒါတော့မှယူကရိန်းစစ်တပ်ဟာရုရှားရဲ့ကျူးကျော်မှုကိုရော့ရော့ရှုံရှုံခုခံတော်လှန်ပြခဲ့တာဖြစ်ပါတယ်။2020ခုနှစ်မှာရုရှားဟာယူကရိန်းကိုကျူးကျော်စစ်စတင်ခဲ့ခြင်းမှာအကြမ်းဖက်ရှာစားမှုတွေကိုယူကရိန်းထက်ပိုပြီးတော့မှပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။အထက်မှအောက်ရာထူးအဆင်ဆင်အကြမ်းဖက်ရှာစားမှုတွေဟာဆိုးရွားလွန်းတဲ့အတွက်အောက်ရှေ့မှာတကယ်တိုက်ခိုက်နေရတဲ့စစ်သားတွေအနေနဲ့စစ်တပ်နဲ့ပစ္စည်းကရိယာမစုံလည်မှုတွေစားနေရိတ်ခါမလောက်ငှားမှုတွေကိုရင်ဆိုင်ခဲ့ကြရပါတယ်။အခြေအနေတွေဟာလုံးဝထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အခါမှာပူတင်ကိုယ်တိုင်တော်မှ မနေတာတော့ပဲပြီးခဲ့တဲ့ဒီ2024ခုနှစ်မှာရုရှားကောက်ွယ်ရေးဝန်ကြီးဌာနကအစင်းမြင့်အရာရှိပေါင်းများစွာကိုဖြုတ်ထုတ်သက်လုပ်ပြပြီးတော့မှရှင်းလင်းခဲ့ရပါတယ်။အဲ့ဒီတည်းမှာတကယ်ထိတ်တဲဝန်ကြီးတွေဗိုလ်ချုပ်ကြီးတွေပါဝင်ခဲ့ပြီးတော့မှ2024ခုနှစ်မေလမှာဆိုရင်ရုရှားစစ်တပ်ရဲ့တပ်မ50ရှစ်ကဗိုလ်ချုပ်ကြီးအိုင်ဗန်ပိုပေါဟာအတင်းပြတ်ရှာစားမှုပေါင်းများစွာနဲ့ရာထူးပြုတ်သွားခဲ့ပါတယ်။ဒုဗိုလ်ချုပ်တွေအရာရှိတွေနဲ့ဆက်တွေ့ရေးအကြီးအကဲတွေလည်းဇက်တိုက်ပြုတ်သွားခဲ့တာပါပဲ။ဆက်တွေ့ရေးတက်ကအရာရှိတူဦးဆိုရင်ဆက်တွေ့ရေးကရိယာတွေကိုတင်တာခေါ်တဲ့နေရာမှာ ကုမ္ပဏီတစ်ခုစီကနေလက်ထိုးမှုဒေါ်လာ၄သန်းအထိယူခဲ့တာဖြစ်ပါတယ်။မနေ့မနေ့လိုပဲပြောရမှာပါ။စစ်တမ်းနဲ့ပစ္စည်းဝယ်ယူစုဆောင်ရေးဌာနကစီနီယာအရာရှိဗလာဒီမာဗာတီလက်စကီဆိုရင်လက်ငွေယူပြီးတော့မှအကြီးအသေးမမီတဲ့စစ်တမ်းနဲ့ပစ္စည်းတွေကိုဝယ်ယူဖို့ခွင့်ပြုချက်ပေးခဲ့တဲ့အတွက်ရုရှားစစ်တပ်အနေနဲ့ဒေါ်လာ၇သိန်းကျော်၈သိန်းနီးပါးဆုံးရှုံးခဲ့ရပါသေးတယ်။အခြားသောဖြစ်ရပ်တွေမှာလည်းရုရှားစစ်တပ်ကအရာရှိတွေဟာဆက်မမီအကြီးအသေးမမီတဲ့စစ်တမ်းနဲ့ပစ္စည်းတွေစစ်ရန်တရားတွေကိုဝယ်ယူခွင့်ပေးခဲ့တဲ့အတွက် တကယ့်စစ်မြေပြင်မှာရုရှားစစ်သားတွေအလူအလဲခံခဲ့ကြရပါတယ်ရုရှားကောက်ွယ်ရေးဝန်ကြီးဌာနရဲ့အကျဉ်းပြတ်ရှာစားမှုပမာဏဟာအမေရိကန်ဒေါ်လာ121ဘီလီယံအထိတောင်မှရှိခဲ့တယ်လို့သိရပါတယ်တကယ်ကိုကြောက်စရာပမာဏပါပဲယူကရိန်းဆိုရင်လည်းအခု2025ခုနှစ်အတွင်းမှာအကျဉ်းပြတ်ရှာစားမှုတွေလှိုင်းလှိုင်းထွက်နေတာပါယူကရိန်းကောက်ွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့ Rustem Umarov ဆိုရင်အကျဉ်းပြတ်ရှာစားမှုအာဏာအလွေ့အုံစားလုပ်မှုတွေနဲ့စုံစမ်းစစ်ဆေးမှုခံနေရတာဖြစ်ပါတယ် ဥမာရောကကွယ်ရေးဝန်ကြီးအဖြစ်ရှိနေစမှာပဲစစ်လက်နက်ပစ္စည်းဝေယူရေးဌာနရဲ့အကြီးအကဲဖြစ်သူကိုယာရုတိုမပေခေမှုအပါဝင်ကြီးမားတဲ့လက်ပေးလက်ယူမှုပါဝင်နေတဲ့စီမံကိန်းတစ်ခုကိုအစင်းမြင့်အရာရှိတွေစီးပွားရေးသမားတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ဆွဆွေးခံရတာဖြစ်ပါတယ်။ဒီအကြံပြချာစားမှုတွေကိုယူကရိန်းပြည်သူတွေကိုယ်တိုင်စိတ်ပြတ်ခဲ့ရတဲ့အတွက်ကီယက်အိုဒက်ဆာလေဘက်ဒနီပရိုမျိုးတွေအပါအဝင်အခြားသောမျိုးတွေမှာပါဆန်တာပြမှုတွေပေါ်လာခဲ့ပါတယ်။ ယူကရိန်းသမ္မတဇယ်လင်စကီကိုတိုင်လည်းငခုကလေးကအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အထောက်ပံ့တွေအတွက်ခေါင်းစားနေရတဲ့အထိဒီလိုအကြမ်းပြတ်ရှာစားမှုတွေကြောင့်ပြည်တွင်းရေးမှာပါခေါင်းကိုက်လာခဲ့ရပြီးတော့မှနိုင်ငံရေးပုံရိပ်ပါကြာဆင်းလာခဲ့ပါတယ်။ပြီးခဲ့တဲ့နေ့ပိုင်းအတွင်းမှာရုရှားကိုယင်ဆိုင်တိုက်ခိုက်ရမှာအထူးကအတုံးတော်ခင်ခဲ့တဲ့ drone စီမံကိန်းတွေအတွက်ငွေကြေးဘီလီယံပေါင်းများစွာဆက်လက်ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့အစိုးရအရာရှိတွေရဲ့ရှာစားမှုကြောင့်ယူကရိန်းရဲ့နောက်ပိုင်း drone တွေဟာ error တွေများလာတာဆင်မမီဖြစ်လာတာတွေကိုကြုံတွေ့ရပါတယ်။ ဒီလိုနဲ့ပဲဝေဖန်မှုတွေအများအများနဲ့ရန်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။တခါတလေမှဆိုရင်ဆီလက်နဲ့ပစ္စည်းတသုံးဝေယူဖို့ဒီငွေရှေပေးပြီးတာတော့မှဒီလက်နဲ့တွေအချိန်မီရောက်လာတာမျိုးတွေလည်းရှိနေခဲ့တယ်လို့သိရပါတယ်။တော်တော်ကိုဆိုးဆိုးပါပဲ။ဒီလိုအကျင့်ပြည့်ရှာစားမှုတွေဟာတရုတ်စစ်တပ်ထိမှလည်းအများကြီးရှိနေတာပါ။တရုတ်စစ်တပ်ရဲ့အကျင့်ပြည့်ရှာစားမှုဟာရုရှားနဲ့ယူကရိန်းထက်တော့နိုင်ပေမဲ့လည်းနေတော့မနေပါဘူး။အရှုပ်ဖြစ်ရတွေမှာဆိုရင်ရုရှားယူကရိန်းတို့ထက်တောင်မှစိုးနေပါသေး။ဒါကတော့အခွင့်ကြုံလို့ယူကရိန်းရဲ့အကျင့်ပြည့်ရှာစားမှုကိုကျွန်တော်ဖောက်သိရှာပေးတာပါ။ အဲ့ဒီအကြောင်းကိုလည်းကျွန်တော်အသေးစိတ်ဗီဒီယိုတဘောလုပ်ပြီးတော့မှတင်ပြတော့ပါဦးမယ်။ဒီလိုမျိုးအကျင့်ပြည့်ရှာစားမှုတွေဟာတရုတ်စစ်တပ်ထက်မှလည်းအများကြီးရှိနေတာပါ။တရုတ်စစ်တပ်ရဲ့အကျင့်ပြည့်ရှာစားမှုဟာရုရှားနဲ့ယူကရိန်းထက်တော့နိုင်ပေမဲ့လည်းနေတော့မနေပါဘူး။တရှုပ်ပြည့်တွေမှာဆိုရင်ရုရှားယူကရိန်းတို့ထက်တောင်မှစိုးနေသေးတာပါ။အဲ့ဒါပြင်စစ်တပ်တွင်းမှသာမက CCP မှာပါအာနာပါဝါလွန်ဆွေးမှုတွေရှိနေတဲ့အတွက်ဒီဘက်နှစ်ပိုင်းတွေထဲမှာဖြုတ်ထုတ်သက်တွေအများကြီးမြင်တွေ့ကြရပါသေးတယ်။ ဒီနေ့2025ခုနှစ်စက်တင်ဘာလမှာဆိုရင်ကိုတရုတ်စစ်တပ်ရဲ့ rocket တပ်ဖွဲ့မှာအကြမ်းဖက်ရှာဆောင်မှုတွေရှိနေတဲ့အတွက်လက်တွေ့ထားတဲ့ company အဖွဲ့အစည်းပေါင်း200ကျော်နဲ့လက်တွေ့ဖြုတ်လိုက်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်ရှာဆောင်မှုမှာဆိုရင်အသုံးစရိတ်တွေရှုပ်ထွေးနေတာမျိုးဝယ်ယူတဲ့ပစ္စည်းအစိတ်ပိုင်းတွေကိုလိမ့်လေဖော်ပြထားတာမျိုးအကြီးအသေးကိုအဆုံးအပြတ်ပေးတဲ့နေရာမှာတမင်သက်သက်မြင့်တင်ပြသထားတာမျိုးတွေအများကြီးပါဝင်နေတာဖြစ်ပါတယ်။2025ခုနှစ်နောက်ပိုင်းကလေးက ရုတ်စစ်တပ်ဟာအစင်းမြက်အရာရှိတော်တော်များများကိုယာဒူးကထုတ်ပေးပြစ်တာမျိုးတွေတရက်ဆက်လုပ်နေရတာဖြစ်ပါတယ်။သမရရှိတင်းပြည့်ရဲ့အကျင့်ပြတ်ခြားစားမှုတိုက်ဖျက်ရေးစီမံချက်အောက်ကိုပါတော့တဲ့တရုတ်ဗိုလ်ချုပ်တွေအရာရှိတွေဆိုရင်လည်းမနေမနှောပါပဲ။ဒီနေရာမှာဗဟိုစစ်ကော်မရှင်ကခေါင်းဆောင်တွေတောင်မှမလွက်ခဲ့တာပါ။၂၀၂၅ခုနှစ်ဇွန်လမှာဆိုရင်ရှီချင်းပြည့်ရဲ့တိစာခင်လေးဖြစ်တယ်လို့ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်လေးဖြစ်တဲ့ထိတ်တဲစစ်ဖက်အရာရှိမြောင်ဟော်ကိုတရုတ်စစ်တပ်ကဖိချလိုက်ပါတယ်။ ဒါဟာရှီကျင်းပြင်ရဲ့အကျင့်ပြည့်ဆာစားမှုတပ်ဖြည့်ရေးစီမံချက်ရဲ့တစိတ်တစ်ပိုင်းဖြစ်လိမ့်မယ်လို့ကျွမ်းကျင်သူတွေကမှတ်ဆက်ပြုခဲ့ကြပါတယ်။ဆိုတော့ဒီလိုစစ်တပ်မျိုးကထွက်လာတဲ့စစ်တပ်နဲ့ပစ္စည်းတွေရဲ့အကြီးအသေးပိုင်းကတန်တရားဖြစ်စရာတွေအများကြီးရှိနေမှာပါ။ဥပမာပြောရရင်တရုတ်အနေနဲ့ Jet Fighter တွေအတွက်ကိုယ်ပိုင် Jet Engine ထုတ်လုပ်နေရမှာ error တွေအမှားအယွင်းတွေနဲ့အာဏာချုပ်တွေဇက်တိုက်ကြုံတွေ့နေရတဲ့အတွက် American Dollar 6လောက်ဘီလီယံလောက်အထိယန်းဒီမျိုးနဲ့ထားပြီးတော့မှသူရတနာနဲ့ရှောက်ဖွေလေ့လာမှုတွေဇက်တိုက်လုပ်ခဲ့ပေမဲ့လည်းအခုထက်တိ Jet Engine ကောင်းကောင်းထမ်းမလာသေးတာကိုပဲကြည့်ရပြနေပါရဲ့။ ါဟာတရုတ်စစ်တပ်ရဲ့အကြီးမားဆုံးအာဏာချက်လည်းဖြစ်ပါတယ်။စစ်ရေးပြပွဲတွေအောင်ပွဲခံအခမ်းအနားတွေမှာစစ်လက်နက်ပစ္စည်းတွေကိုတခန့်တနာမြင်တွေ့ရပေမဲ့လက်တွေ့အမြင်ဖြစ်မှာတော့တရုတ်ထုတ်တွေဟာတိတ်အလုံးမဖြစ်ဘူးလို့အမြင်တွေရှိနေတာလည်းဒါကြောင့်ပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်တော့တရုတ်ရေတပ်နဲ့ဂျပန်ရေတပ်ကိုကျွန်တော်တို့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်အခုချိန်မှာတရုတ်ရေတပ်ဟာစစ်ရင်အားအရာရောစာရွက်ပေါ်ကနစ်ပညာအရာပါဂျပန်ထက်အဖက်ဖက်ကတာနေတာပါ။ဒါပေမဲ့လည်းဂျပန်ဟာတရုတ်ရေတပ်ကိုရောင်းလို့တောင်မှဂယူမဆိုင်ပဲအရှေ့တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ရေလက်ကြားတဝိုက်မှာ စီရဲ့အရင်မြစ်တွေအင်အားဖြန့်ကျက်တော့ဖို့တောင်မှလုံနေပြီဖြစ်ပါတယ်။တရုတ်အနေနဲ့ကတော့လက်ရှိအချိန်အထိပါပဇက်နဲ့ချင်းချောက်ပြယုံကလွေးလို့ဘာမှမတက်နိုင်သေးတာပါ။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာ။ဒီဗီဒီယိုကနေပြီးတော့မှတရုတ်ရဲ့စစ်တမ်းနဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့စဉ်စားဆင်ရှင်သုံးသက်စရာတွေအများကြီးရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုလေးမှာကျွန်တော်ဆွေးနွေးတင်ဆက်တော့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့ရဲ့အမြင်တွေကို comment မှာရှာရေးပေးပြီးတော့မှဆွေးနွေးပေးတော့ကြလို့ရပါတယ်။နောက်ထပ်နေ့တွေမှာလည်း Japan Empire အစအလေအဆုံးအကြောင်းတွေနဲ့ ရုရှားဂျပန်စစ်ပွဲရုရှားတရုတ်စစ်ပွဲတွေကိုလည်းကျွန်တော်တင်ဆက်ပေးနေဥမာပါအဲ့ဒီဗီဒီယိုတွေကိုလည်းလက်လွတ်မခံဘဲနဲ့စောင့်ကြည့်နိုင်ဖို့အတွက် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှကျန်းကျန်းမာမာနဲ့ပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်တာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်တာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ် တုံညာကို6689နဲ့တုံညာကို6989953ညလေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရောရှင်။